ချစ်ခင်လေးစားရပါတော့ကျွန်တော်အားပေးကြတဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ကက်ကလေးတွေကိုကျွန်တော်ရောင်းတင်တဲ့အခါမှာတချို့ကချစ်မိတ်ဆွေတွေကနားမလည်ဘူးနာမလေလို့ကျွန်တော်အချက်ဒါလေးခဏပြန်ပြောမယ်ပေါ့ဗျာနော်ဒါလေးပြောပြီးရင ဒီအဖွင့်နဲ့မနက်ပိုင်း7:00နာရီတမိနဲ့အတွက်ကျွန်တော် site လေးဆွဲပြပေးမယ်။ဟုတ်ကဲ့ပါဒီကတ်ကကျွန်တော်ဒီတစ်ပတ်မှာအဓိကရောင်းတဲ့ကတ်ကလေးပေါ့နော်။9000နဲ့အခွေခွေအခွေပေါ့နော်။ရောင်းတာဒီကတ်ပေါ့ကျွန်တော်9000နဲ့ဒါကကြတော့ရောင်းတာမဟုတ်ဘူးဒါကတော့ပါပေါ့မွေးထိုးရမယ်အခွေပေါ့နော်မွေးမွေးခွေပေါ့နော်ဒါကြတော့ ောင်းတာမဟုတ်ဘူးကျွန်တော်အဲ့ဒီမွေးခင်းအခွေပေါ့နော် အခွေလာယူတဲ့မိတ်ဆွေတွေကိုဒီကက်ကလေးယူခြင်းလဲကျွန်တော်တွဲပေးတာပေါ့နော် free တွဲပေးတာပေါ့ဘာလို့လဲဆိုရှင်အခွေတွေကကဏ္ဍနဲ့ဒီကက်တွေကကဏ္ဍနဲ့ဘယ်ဘယ်ကွက်ကိုမိန်တင်ကစားရမလဲဆိုတာကိုချင်းချင်းလို့ရရပါဗျာနော်ကိုယ်တိုင်ချင်းချင်းမိမှာကစားလို့ရရပါ ခွေယူတဲ့မိဆွေတွေကြောင့်ဒီကတ်ကိုယူရဆိုရင် အခွေရောတောင်ကျွန်တော်အကုန်ကစားရမယ်လို့မပြောဘူးပေါ့နော်။အကုန်ကစားရမယ်လို့တော့မဟုတ်ဘူး။ဒီထဲမှာအခွေရကကဏ္ဍပါခဲ့ရင်အခွေရကကဏ္ဍနဲ့အခွေကဏ္ဍနဲ့ဒီထဲကကဏ္ဍနဲ့ဖျားဖို့မိန်တင်ကစားခြင်းလဲပေါ့နော်။အဲဒါကိုကချင်းချင်းလို့ရတယ်ပေါ့နော်။ပြီးတဲ့အခါကျတော့အတချို့ကျွန်တော်စီမှာလာယူတာပေါ့နော်။ပါ2000 1000 3000အဲ့လိုလေးလွှဲပြီးတော့မှလာယူပဲပေါ့နော်ယူတဲ့ခါကျတော့ तू ကကျွန်တော်ကတော့ဒါဒီကတ်ကိုပုတ်ပေးလိုက်တာပေါ့နော် तू ကအခွေရမရဘူးလားတဲ့အခွေရမရဘူးလားတဲ့အဲ့လိုမရပါဘူးနော်အခွေရမဟုတ်ဘူးလားတဲ့အမောဘူးပေါ့အခွေက9000ပေါ့နော်အဘလို့နားလဲမှုလွယ်လွယ်လဲဆိုရင်ကျွန်တော်ကရင်းနဲ့တင်ထားတာကဒီကတ်ပေါ့နော်ဒီကတ်ကတနေ့တနေ့ပေါ့နော် ဘာထိုးရမယ်မတိတဲ့မိတ်ဆွေတွေကြည့်ရပေါ့နော်အဒီကက်ထက်ကဏန်းကသူကတပတ်လုံးဘာကဏန်းထွက်ထွက်ပေါ့လေနော်ဘာကဏန်းထွက်ထွက်တပတ်လုံးဒါပဲထိုင်ထိုးရမယ်ဒါပဲကစားရမယ်အဲကျွန်တော်ကဘယ်လိုပြောထားလဲဆိုရှင်အမိတ်ဆွေအစ်တစ်အမိတ်ဆွေအစ်တစ်ရှိမယ်ပြီးတော့ကျွန်တော်ဒီမွေးကနန်း ယူဘူးတဲ့မိတ်ဆွေတွေရှိမယ်ပေါ့နော်အဲသူတို့ဒီနှစ်တစ်နှစ်တစ်နှစ်ဘာထိုးရမှမတည်ဘူးဆိုလို့ရှိရင်ပေါ့နော်အခွေမယူခြင်းဘူးနေ့တစ်နေ့ဘာထိုးရမှမတည်ဘူးဒီကတ်ထရကနန်းကိုပဲပို့ပြီးတော့ကန်ဆန်းခြင်းနဲ့ဆိုလို့ရှိရင်ဘုတ္တန္တလောက်စေတနာကြီးပေါ့နော်တထောင်အောင်နေ၃ထောင်အထိပေါ့နော်အဲ့လောက်စေတနာကြီးလေးနဲ့တန်တဲ့လောက်ကျွန်တော်စီမှာ လာယူလို့ရတယ်ဆိုပြီးဒီကက်ကလေးကိုကျွန်တော်အဲ့လိုပြောတာအဲ့လိုပြောတာတချို့မိတ်ဆွေကဒီအခွေရောဒါရောစေနာကြီး2000 3000အဲ့လိုထင်ပြီးတော့ကျွန်တော်စီမံကိုအခွေရောလာတောက်နေကြတာပေါ့နော် အမှန်ဒီလိုပါနော်ဒီခွေကတက်တက်ရောင်းတာဒီခွေကအဓိကရောင်းတာ9000ဒါကြတော့ဆိုရပြောရလို့ပဲပါထိုးလို့ထိုးကမှမတည်တဲ့မိတ်ဆွေတွေ ။ဘာလို့လို့ထောက်မှမသိတဲ့မိတ်ဆွေရေရည်ကျင်တဲ့သလိုရှိရင်ခုနကဟိုစီရနာကြီးတထောင်နဲ့တောင်းတော့အထိပေါ့နော်။ကိုတက်နေလာတော့ကြီးလေးပြေးပြီးမှဒါယူလို့ရတယ်လို့ကျွန်တော်ပြောတာပါနော်။အကွက်ကတော့ညားတယ်ဗျညားတယ်။ပြီးခဲ့တဲ့ဘက်ကပြီးခဲ့ဘက်ကဒီကတ်ထဲက၄ကွက်ထွက်တယ်နော်၄ကွက်ထွက်တယ်။အဓိကတော့တပတ်လုံးဘာထွက်ထွက်ဒါပဲကစားရမယ်ဆိုတော့ ချိန်များများထွက်ဖို့လိုတာပေါ့နော်ပုံများများထွက်ဖို့လိုတာပေါ့ဒါကစားပြီးမှဒီကွက်လောက်ထွက်သွားရင်တော့ဟိုကအရှုံးပေါ်ပေါ်မယ်ပေါ့နော်အရှုံးပေါ်မယ်ပြီးခဲ့ဘက်ကလို့၄ကွက်လောက်ထွက်ရင်တော့ညံ့မှာပေါ့နော်အခွေပဲယူယူဒီကက်ပဲကိုတန်းတန်းတော့ကိုတန်းတန်းတော့စေတနာကြီးလေးနဲ့လာယူယူပေါ့နော်အခွေရောဒီအခွေရောဒီကက်ပေါ့ ညက်တဲ့ခါမှာနားပေါ့နော်အခွေဆိုလဲအခွေကစားတဲ့မိတ်ဆွေတွေကကိုညက်ပြီဆိုတဲ့ချိန်မှာနားဟုတ်ပြီအမြတ်ရပြီမနာခြင်းနဲ့အခွေကိုဆက်ကစားခြင်းနဲ့ဆိုလို့ရှိရင်အဲကျန်တဲ့အချိန်တွေမှာပပလေးနဲ့အပြင်းပြေတော့ပဲကစားပေါ့နော်ကိုအမြတ်ထဲကပြန်ပါမတော်အောင်လို့ပေါ့နော်အဒီကက်လက်ထိုးတူပဲပေါ့နော်ဒီကက်ထဲကကနန်းကက်ထဲကကနန်းဆိုရင်ညက်ရင်နားပေါ့နော် ဟိုကအမြင်ရပြီဆက်ကစားခြင်းနေရဆိုလို့ရှိရင် ကျန်တဲ့အကွက်တွေပပလေးအပြင်းပြေးလေးဆက်ကစားလို့ရတယ်ပေါ့နော်ကက်ထရကဏလည်းကန်ကောင်းရင် အကွက်များများထွက်မှာပေါ့ဗျာနော်ဒီကဘက်ကတော့လေးကွက်ထွက်တယ်ပေါ့နော်ဒီကက်ထရကလေးကွက်ထွက်တယ်အအခွေကကြတော့သုံးကွက်ထွက်တယ်ကြက်ကလေးကွက်ထွက်တယ်ပေါ့နော်ဒီကဘက်က အကန့်ကောင်းရင်တော့6ကွက်9ကွက်ထိထွက်နိုင်တယ်ပေါ့ဗျာနော်။ဒါလည်းကန်တော်တော်ကောင်းပါဘူးဗျာနော်။ကွက်လောက်ထွက်ရင်တော့ကွက်လောက်ထွက်ပြီးပြီအမြတ်ရပြီဆိုရင်တော့နားတက်တယ်ပေါ့နော်။အခုနပြောလို့ရယ်ကိုကမနာခြင်းစက်ကစားခြင်းနေဆိုလို့ရှိရင်တက်တဲ့ကဏ္ဍတွေကိုပပလေးနဲ့ပြင်းပြလေးကစားလို့ရတယ်ပေါ့နော်။ကြက်ကိုယူမယ်ဆိုလို့ရှိရင် ကထွက်ပြီးကနန်းကိုပယ်ပြီးမှ ကျန်တဲ့ကနန်းကိုကစားလို့ရတယ်။ပြန်ကြကြရင်တော့ဒီတိယထွက်လဲဒီတိယကနန်းအကုန်ပြန်ထိုးပေါ့နော်။ Okay ပါတချို့အလိုမျိုးခုနကလိုပေါ့နော်။အဲဒီကတ်ကောဒီအခွေရောဒါရောနှစ်ခုပေါင်းအစင်းငါကြီးကြီးနဲ့ထင်လို့အဲကျွန်တော်ဆိုအဲ့လိုလာပြောနေကြလို့ကျွန်တော်ကပြန်ပြောပြတာပေါ့နော်။ဒါကတော့9000နဲ့ရောင်းတာပါနော်။ ကဲပါ26ရက်5လ2025မနက်ပိုင်း7:00နာရီတမိနစ်အတွက်နော်နေ့တိုင်းစိုက်ကလေးကျွန်တော်ဆွဲပြပေးမယ်အဲနည်းနည်းတော့နောက်ကျတော့ပြစိတ်မအားလူမအားပေါ့နော်အဲဒါကြောင့်ကျွန်တော်ခဏတည်းနော်နည်းနည်းလေးအချိန်လေးနောက်ကျသွားပါတယ်ကျွန်တော် စောင့်မျှော်ကြည့်ရှုနေမိတ်ဆွေအားလုံး sorry ပါနော်ကျွန်တော်အတန်းတန်ဆုံးတော့စောတင်ဖြစ်အောင် ောက်ပြင်မယ်ပေါ့နော်ကဲကျွန်တော်ဆိုင်ကလေးကိုစားလိုက်အောင်အဲကကျွန်တော်ဒီကန ီအပိုင်းအောင်အဝိုင်းထဲမှာကိုဆိုတဲ့ကနန်းရှိမယ်။ကျမကကိုနဲ့တုံးနေရှိမယ်။ကိုကိုတုံးပေါ့နော်ဒီကိုကိုတုံးဆိုတဲ့ကဏ္ဍတုံးလုံးကိုကျွန်တော်ပေါင်းလိုက်မယ်ကိုကိုတုံးကိုပေါင်းလိုက်ရင်၁၁၁၁ဆိုတော့ကျွန်တော်က average ဆိုပြီးတော့ယူလိုက်မယ်၁၁၁၁ ကို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 တုံးပေါင်းတာစက်တစ်ဖြစ်တဲ့အကြောင်းတစ်ပရိတ်ဆိုပြီးတော့ယူလိုက်ပါတယ်နောက်တစ်ခုကကျတော့ one chain ပေါ့နော် one chain ဒီမှာအပြာရောင်လေးဖြစ်ပါတယ်လေးလေးမှ6လေးလေး6ဒီလေးလေး6ကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်14 14ဆိုတော့ကျွန်တော်က ဒေး၄ရက်ပါဝါကို၄ကိုဝန်းချင်းဆိုပြီးတော့ယူလိုက်မှာဖြစ်ပါတယ်ဒီဘက်ကပြရောင်လေးက၄၄၆ခုပေါင်းလိုက်တာ၄ကိုဝန်းချင်းရပါတယ်တစ်ဘရိတ်ကို၄ကိုဝန်းချင်းနဲ့ဘာကနန်းထွက်လဲဆိုလို့ရှိရင်ထတဲ့ကဏ္ဍလေးကိုကျွန်တော်အစင်းအောင်လေးနဲ့ပြပေးမယ်နော်အရောင်မတူအောင်လို့ဒီမှာ တစ်ပရိတ်ကိုဒေကိုဝန်ချင်းတဲ့ကကိုနဲ့တွဲပြီးတော့နောက်ပိုင်းမှာနှစ်ကိုဆိုတဲ့ကဏ္ဍလေးထွက်ထားပါတယ်။အစင်းအောင်လေးကကျွန်တော်ထွက်ကဏ္ဍကိုပြပေးရပါတော့။ဒီမှာကကျွန်တော်တစ်ပရိတ်ကိုလေကိုဝန်ချင်းကတော့ဘယ်လိုထွက်လဲဆိုရင်တစ်ပရိတ်ရဲ့ကျွန်တော်လေးပါဝါကိုကိုနဲ့တွဲပြီးတော့မှနှစ်ကိုဆိုပြီးတော့ထွက်တာပါတော့။နောက်တစ်ပင်ဆက်သွားမယ်။ ောက်တစ်ပြန်ဒီမှာ6ဆိုတဲ့ခန်းရှိတယ်เนาะဒီမှာ8နဲ့9နဲ့ရှိတယ်6 8ပေါ့เนาะ6ရယ်9ရယ်8ရယ်ပေါင်းလိုက်လို့ရှိရင်23ရပါတယ်23လို့23ဆိုတော့ကျွန်တော် break ဆိုပြီးတော့ယူလိုက်မှာဖြစ်ပါတယ်ပိုင်းအောင်လေးက 6 9 10ကိုပေါင်းလိုက်တာ23ဖြစ်တဲ့အတွက်ကြောင့်3ပရိတ်နော်အဲအဲ့ဒီ3ပရိတ်နဲ့တွဲရမယ်1ချင်းရကြဒီမှာဒီဟာဒီမှာတုံးရဲ့တုံညရဲ့ရှိမယ်ဒီမှာတစ်ဆိုတဲ့ခဏလေးရှိမယ်တုံးတုံညတစ်ကိုပေါင်းလိုက်ရင် ေးရပါတယ်လေးအလေးဆိုတော့လေးလေးရဲ့ပါဝါကိုလေးကိုဝမ်းချင်း ဆိုပြီးတော့ယူလိုက်မှာဖြစ်ပါတယ်အတုံးဘရိတ်ကိုလေးကိုဝမ်းချင်းနဲ့ဘာကနန်းထွက်လဲဆိုရင်ကျွန်တော်အစိမ်းအောင်လေးနဲ့ကြာပေးမယ်ဒီမှာအုံးဘရိတ်ကိုလေးကိုဝမ်းချင်းနဲ့ လေရောကိုရောတခါတည်းနော်အပြီးဆင်းတာပေါ့နော်လေရောကိုရောတွဲပြီးတော့မှလေကိုဆိုပြီးတော့မနေ့ပိုင်းမှာတောင်ပရိတ်ထပ်တာပါတယ်တတိယပင်ကြည့်အောင်တတိယတတိယပင်ကနော်ဒီနေ့26ရက်5လ2025မနေ့ပိုင်း7:00နာရီတမီနစ်တော့ဒီမှာတစ်ဆိုတဲ့ကဏ္ဍရှိနေအောက်မှာ9နဲ့10နဲ့ရှိတယ် အတရ9ရဲ့8ရဲ့ပေါင်းလိုက်လို့ရှိရင်78ရပါတယ်နော်တရ9ရဲ့8ရဲ့ပေါင်းရင်78 78ဆိုတော့ကျွန်တော်က10 break ဆိုပြီးတော့ယူလိုက်မှာဖြစ်ပါတယ်ဒီ9ရှိကိုပေါင်းလိုက်တာ78ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်10 break ဆိုပြီးတော့ယူလိုက်ပါတယ်ကျွန်တော်ရှစ်ပြိတ်ရပြီရှစ်ပြိတ်နဲ့တော့ရမယ် ဝမ်းချင်းကဒီဘက်မှာဒီမှာခွန်ကိုရှိမယ်ဒီမှာ6ဆိုတဲ့ကဏ္ဍလေးရှိမယ်ခွန်ကို6ကို ပေါင်းလိုက်မယ်ခွန်ကို6ကိုပေါင်းရင်22ရပါ 22ဆိုတော့နှစ်နှစ်ရပါပါခွန်နှစ်ခွန်ဝန်းချင်းဆိုပြီးတော့ကျွန်တော်ကယူလိုက်မှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်အပြိုင်အောင်လေးကနှစ်ခွန်ဝန်းချင်းအပိုင်အောင်လေးက10 break 10 break ကိုနှစ်ခွန်ဝန်းချင်းနဲ့ဆက်ပေးမပေးဒီနေ့မနေ့ပိုင်းမှာကြိုက်တယ်ဆိုလို့ရှိရင်ကန်ဆန်းကြည့်ရမှာဖြစ်ပါတယ်10 break ကိုနှစ်ခွန်ဝန်းချင်းနဲ့ ကျွန်တော်ခဏလေးစီပေးမယ်ခွန်တက်ခွန်တက်ပေါ့နော်ခွန်နှစ်ခွန်နှစ်ကကြတော့ဒီဒီကဲမှာရှိတဲ့ဘရိတ်နဲ့တော့မဆိုင်ဘူးပေါ့နော် နှစ်ကကျွန်တော်တခြားကိုဗရိတ်နဲ့ခုနှစ်ဝန်းကျင်နဲ့တွေ့တာလို့ခဲ့ပြီးတာပေါ့နော်ခုနှစ်ကပြီးဒီတဲမှာလည်းနှစ်ခုဝန်းကျင်ရတယ်ဟိုအပေါ်မှာဒုတိယပြင်မှာ၄ခုဝန်းကျင်၄ခုအပီလေးစင်တာတခြားဒီဒုတိယပြင်လည်းနှစ်ခုအဲ့လိုအပီစင်စင်တာတယ်ပေါ့နော်ဒါပေမဲ့ဒီအဲ့လိုတော့မဟုတ်ပါဘူးကျွန်တော်ဒီမှာဒီခုနှစ်ကတခြား site တွေနဲ့မြင်ထားလို့ပေါ့နော် ပိုးပရိတ်ကိုပိုးပရိတ်ကိုခုနှစ်ဝန်းကျင်လေးနဲ့တွေ့ထားလို့ကျွန်တော်ဒီမှာခုနှစ်ကို main ထည့်ပေးရပါတော့နော်အရန်လေးတွေကျွန်တော်ထည့်ပေးအောင်မယ်မိချမိချကျွန်တော်တို့ချစ်ပရိတ်ပါပါ3ပရိတ်ဆိုတော့ခွန်6အာဒီနှစ်တက်အားလေးက ယံပေါ့နော်ယံယံနဲ့မှာကျွန်တော်ဒီ26ဆိုတဲ့ခဏကတော့မိတ်တင်ကစားခြင်းကစားလို့ရပါတယ်ဘာလို့လဲဆိုရင်ဒီတက်မှာတော့ကျွန်တော်၈ shift break ကို1ခွန်ဝင်နေရတဲ့အတွက်ကြောင့်ဒီ26ကိုလည်းမိတ်တင်ကစားခြင်းနဲ့ဆိုရင်ကစားလို့ရပါတယ်နော် okay ပါမနက်ပိုင်းအတွက် cycle ရတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလူအင်းဆန္ဒတွေတလုံးတဝနဲ့ပြည့်စုံပြီး လူတန်းပေကန်းစင်ကြဲနိုင်တဲ့ပုံကိုယ်သူပုံကိုယ်မြတ်တွေဖြစ်ပါစေ။နော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေကြပါစေလို့နော်တိအိတ်ရှီကနေဆုတောင်းမေတ္တာပို့တာပါတယ်ခင်ဗျာ။ယေရှုတင်ထိုက်သူအားလုံးကိုယေရှုတင်ပါတယ်။အားလုံးဒီနေ့မနက်ပိုင်းအဖွင့်နေမှာပေါ့ကြပါစေလို့ကျွန်တော် ഡോമിലെ വ